မင်းမောင်ညိုင်ပါမင်းမောင်သားမင်းနဲ့မောင်လည်းနေလို့လားငယ်ဟုတ်တယ်တိတ်ပါညီကိုတနှစ်ဝန်းခွဲလောက်တော့တော်မှာပါသူကအဖေမတူမေခွဲလေအဖေလည်းမတူအမေအဖေလည်းမတူအမေလည်းမတူအကိုရဲ့နေရပါမင်းရဲ့သင်လင်းရတရားလက်ခေလာပြီကဇလန်တွဲဆိုကျွန်တော်10တွဲလောက်ရိုက်မယ်ဆိုရင်တော့ဟို10ရောက်လောက်ကတော့မင်းသမီးချင်းချက်တွေကတော့ရှိတာပေါ့လေအဲ့လိုချင်းချင်းရွာတာပေါ့အဲ့အဲ့ဒီထဲမှာဥမာ2တွဲ3တွဲလောက်ဇက်တိုက်ရိုက်ဖြစ်တယ်ဆိုရင်တော့ဥမာရွှေပိုးရင်တို့ဘာတို့တော့ရိုက်ဖြစ်တာပေါ့လေမျိုး ဲ့တော့လှုပ်ဖို့ကင်ပဲဆိုတော့လေအဲ့လိုပေါ့အကုန်လုံးကတော့ကိုညီကိုမောင်နှမတွေပဲဆိုတော့တတိယပါတယ်ကျွန်တော်တို့ဒီရုပ်ရှင်ရိုက်တဲ့ပုံမှာ second hero တွေဘာတွေညာတွေမဟုတ်ဘဲနဲ့သူရုပ်ရှင်တကားလုံးကောင်းမှုအတွက်ပန့်ပိုးပေးရတဲ့ထောက်တနေရနေပြီးတော့အဲ့လိုရမယ်ဆိုရင်ကျွန်တော်ကရိုက်ဖြစ်တာပေါ့လေအဲ့တော့ကို့အတွက်လည်းဥမာ656ဆင်းပဲပါတယ်ဆိုရင်အဲ့656ဆင်းကကျွန်တော်ကိုအားပေးတဲ့ပိတ်သက်တွေလာကြည့်ရင်လည်းမျက်နှာမငယ်ရလေအောင်ဆိုတဲ့ဟာမျိုးရှိရင်တော့ကျွန်တော်ရိုက်ပါတယ်အဓိကကတော့လေဟုတ် အဲဒီနေ့ကတော့ဒါကျွန်တော်ရဲ့ဟိုမြိုင်မဟာမင်းမောင်စုံတော့ဇလန်တွေပြီးဒါတာဥကျော်စားတစ္ဆောင်းနေတော့အများကြီးပါလေမင်းသမီးတွေဆိုလဲစူပန်ထွာတို့အပွန်းတီမောင်ကိုဖုန်းရှန်ထူးကြကျော်စင်တို့အစသဖြင့်အများကြီးပဲဒေါင်းဝင်အများကြီးပေါ့တေဥဆောင်ကတော့အယောက်၄50လောက်ရှိရပါဘူးအတွဲများတော့မဟုတ်ပါဘူးဇလန်တွဲဆိုလို့ရှိရင်တော့ဥမာဟိုဇလန်တွဲဆိုကျွန်တော်10တွဲလောက်ရိုက်မယ်ဆိုရင်တော့ဟို10ယောက်လောက်ကတော့မင်းသမီးချင်းချက်တွေကတော့ရှိတာပေါ့လေအဲ့လိုချင်းချင်းရွာတာပေါ့အဲ့အဲ့ဒီထဲမှာတော့ဥမာ2တွဲ3တွဲလောက် ဇက်တိုက်ရိုက်ဖြစ်တယ်ဆိုရင်တော့ဥမာရွှေပိုးရင်တို့ဘာတို့တော့ရိုက်ဖြစ်တာပါလိမ့်မယ်အဲ့တော့လှုပ်ဖို့ကင်ပဲဆိုတော့လေအဲ့လိုပေါ့အကုန်လုံးတော့ကိုညီကိုမောင်မတွေပဲဆိုတော့တတိယပါဧဒခုလုံးနေပါမယ်မင်းနာမနေရအဲ CD တွေရိုက်ခဲ့တဲ့ဒီဇလန်းတွဲ CD တွေရိုက်ခဲ့တာသဖြင့်ရှင်နဲ့ကအရှိဆုံးပေါ့အများဆုံးလို့ပြောမှာပေါ့ပထမဆုံးတူပြီးတော့ဆိုက်ရတယ်ဒီအခုအခုမြန်မာမင်းမောင်ပေါ့ဒီစုံတော့ဇလန်းတွဲလေးပေါ့အပြင်တော့တခြားဇလန်းတွေလည်းဒီအတူနဲ့ဆက်ရိုက်သွားမှာပေါ့အရှိရောပြီးမှပြန်ထားမှာပေါ့ ရိုင်းမဟာမင်းမောင်ရိုင်းမဟာမင်းမောင်စာပလီနေမောင်လည်းနေကိုလားငင်းဟုတ်တယ်တိတ်ရောညီကိုနှစ်ဝင်းခွဲလောက်တော့တော်မှာပါသူကအဖေမတူမေခွဲလေအဖေလည်းမတူအမေလည်းအဖေလည်းမတူအမေလည်းမတူအကိုရဲ့နေရပါအဲဒါကတော့ဟိုအခုရိုက်တဲ့ပိုင်းဟုတ်တယ်ဟုတ်တယ်အခုကမြိုင်းမဟာမင်းမောင်နဲ့မြောက်တရားလှဖေးပေါ့မြောက်တရားလှဖေးမြောက်တရားလှဖေးပေါ့အဓိကကတော့ဟိုမြောက်တရားလှဖေးကဘာဖြစ်လို့ဒီအရာရှိတယောက်ကိုတတ်လိုက်တာလဲဆိုတော့ အမှုကိုမြန်မာမင်းမောင်ကလာစုံစမ်းတာပေါ့အဲ့လိုလေးဟုတ်ရောက်တရားလာပြီနော်ဟုတ်တယ်ရောက်တရားလာပြီဒီကမင်းသားကြီးမင်းသားကြီးမင်းသားကြီးသူကမင်းသားကြီးဆိုတော့လေမင်းသားကြီးပေါ့မင်းသားကြီးဆိုတော့မင်းသားကြီးနေရာထားပေးရတာပေါ့ဓမ္မီဘာတွေကိုတတ်သွားတဲ့ရသောအိုဖောင်းဝင်းမင်းရဲ့တင်လင်းရောက်တရားလာပြီလာပြီကဟုတ်ရုပ်ရှင်တွေလည်းကျွန်တော်ဟိုအဲ့လိုပေါ့နေရာလေး စမ်းပြီးတော့ဟိုခိုင်းကြည့်ကြပါတယ်ပေးကြပါတယ်အဲအဲ့ဒီပုံမှာကျွန်တော်လဲစူးစမ်းတာဗောလေလုပ်ပိုင်ခွင့်လေးရရင်ရတယ်လို့မျိုးစူးစမ်းတာဗောတော်တော်များများလဲတုံးပေးကြပါတယ်ကျွန်တော်တို့ဒီရုပ်ရှင်ရိုက်တဲ့ပုံမှာစကန်ဟီးရိုးတွေဘာတွေညာတွေမဟုတ်ဘဲနဲ့သူရုပ်ရှင်တကားလုံးကောင်းမှုအတွက်ပန့်ပိုးပေးရတဲ့ထောက်တနေရနေပြီးတော့အဲ့လိုရမယ်ဆိုရင်ကျွန်တော်ကရိုက်ဖြစ်တာပေါ့လေအဲ့တော့ကို့အတွက်လည်းဥမာ၄၅၆ဆင်းပဲပါတယ်ဆိုရင်အဲ့၄၅၆ဆင်းကကျွန်တော်အားပြီးတဲ့ပိတ်သက်တွေလာကြည့်ရင်လည်းမျက်နှာမငယ်ရလေအောင်ဆိုတဲ့ဟာမျိုးရှိရင်တော့ကျွန်တော်ရိုက်ပါတယ် အဓိကတော့လေဟုတ်အသက်ခွင်းများချက်ခြင်းလဲဘဟုနိုင်စူဆိုင်ခဲ့ပြီကွယ်ပြပြီးသားတော့ဟီပလီကငမိုက်တသက်ကပ်ပြီးရတော့ပြသွားပြီအခုပြဖို့ဆိုရင်တော့မဟာနေပြီးတော့ဗေဒာဇလန်တွဲလာမယ်အဟီပလီကနေပြီးတော့လူစားဆိုတဲ့ဇလန်တွဲလာမယ်ပြီးတော့တခြားနေရာရှိပါသေးရဲ့ဘယ်ရရရထိုင်ပေးထားရရှိရပါမယ်အတိကျနဲ့ဘယ်ရဘယ်ရပြမယ်ဆိုတာတော့မသိသေးဘူးလောလောဆယ်တော့မဟာနဲ့ဟိပလီကတော့ပြစီရဇလန်လုံးနှစ်တွဲရှိရပါလေဟုတ် ဗေဒါဆိုတာကျွန်တော်တို့ဖန်တီးထားတဲ့ဇက်ကောင်လေးတစ်ခုပါအဲ့ဒါကိုဒိုက်တာဦးစောထွန်းနဲ့ဇလန်းတော့ကိုငယ်စိတ်ပညာဒိုက်တာတော့ဦးစောထွန်းကျွန်တော်ရိုက်တာဗောလေပင်လယ်ကမ်းခြေမှာတွေ့ရထားတဲ့ဇလန်းလေးပါဒါလေးရတယ်ပိတ်သက်အတွက်အထူးဇလန်းလေးတစ်ခုဖြည့်ဖို့အတွက်ကျွန်တော်အများကြီးစူးစမ်းထားတဲ့ဇလန်းတွေလေးပေါ့ဒီ2025တနှစ်လုံးကတော့ကျွန်တော်ဇလန်းတွေအကုန်အပြည့်ရှိပြီးသားဆိုတော့အဲဂျားထဲမှာအဲ့လို2025ရရရပြည့်သွားပြီပေါ့ဟုတ်ဇလန်းတွေကတော့ရရရအကုန်အပြည့်ရှိပါတယ်ဒါပေမဲ့အခုရုပ်ရှင်ကတော့ဒါ ဇလန်တွဲလေးကိုခဏနည်းနည်းဟာရုပ်ရှင်လေးဝင်လာရုပ်ရှင်လေးတွားရိုက်ပေါ့ဟုတ်